ရီမင်မပြစ်လွတ်လိုက်သောဒုံးကျည်တစင်းသည်အစီအေးဘန်ဂူဒီယန်အပြည်ပြည်ဆိုင်ရာလေဆိပ်နီးတွင်ထိမှန်ခဲ့ပြီးလူလေးဦးဒဏ်ရာရရှိခဲ့ပါသည်ဒုံးကြီးပြခတ်မှုကိုအီရန်မပံ့ပိုးထားသောဟူသည်လက်နက်ကင်ဖွဲ့မှပြုလုပ်ခဲ့ပြီးလေဆိပ်အနီးတွင်ကြီးမားသောပောက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။ ်အစ္စရေးစစ်တပ်ကဒုံးကျည်ကိုကာကွယ်ရန်ကြိုးစားခဲ့တော်လဲမအောင်မြင်ခဲ့ပါဒီရိုမာပြစ်ခတ်ခဲ့တော့48နိုင်ရီအတွင်း၄ချိန်မြောက်တိုက်ခိုက်မှုဖြစ်ပြီးအခြား၃ချိန်ကိုကာကွယ်နိုင်ခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့်ဘန်ဂူဒီရဲ့၄၀ရှိခီးစင်များယာရီရဆိုင်ခဲ့ရပြီးအချို့နိုင်ငံကလည်းကျောင်းသားများကခီးစင်များကိုပယ်ဖြတ်ခဲ့ပါတယ်။ ဝင်ကြီးချုပ်နေတန်ရာဟူသည်ဒုံးကြီးတိုက်ခိုက်မှုပြီးအရေးပေါ်စီဝေးပြုတ်လုခဲ့ပြီးကာကွယ်ရေးဝင်ကြီးအစီအကက်ကကျောက်တို့ကိုထိခိုက်စေသူများကိုပြန်လည်တော့ပြန်မယ်ဟုချင်းချောက်ခဲ့ပါတယ်။